အင်္ဂလာပါကျွန်တော်ရဲ့ channel ကိုပြန်လည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်တကဘရီလိုင်းလေးနဲ့လုံးပိုင်လေးနဲ့တဲတကွက်ရတဲ့ပုံစံလေးပြပေးကျွန်တော်ကဟုတ်ကဲ့ချက်ကြည့်အောင်ဗျာအာဘရီရှင်းနေမှာဆိုလို့ကျွန်တော်ခက်တက်တော်မြန်မြန်ပဲပြောလိုက်မယ်ဗျာအရင်ဆုံးကျွန်တော် break ဖမ်းတဲ့ပုံစံလေးပဲအရင်ပြလိုက်ပါမယ် break ဖမ်းတဲ့ပုံစံက2019ခုနှစ်ကစခြေတည်ခဲ့တာဗျာ2019ခုနှစ်က 653ရဲ့863ရဲ့ဒီ863ဒုံပရိတ်863ဒုံပရိတ်နဲ့ဒီအပိတ်နဲ့ပေါင်းခြင်းဟာသူ့ရဲ့ပေါ်တမင်ဟာအပိတ်နဲ့ပေါင်းခြင်းဟာလူောက်ကဆောင်းဟာအပိတ်နဲ့ညီတယ်ဗျဆိုတော့မ86ဒုံဆိုတော့ဒီမှာခွန်ပရိတ်အပိတ်က3ဆိုတော့ခွန်3ဆိုတော့ပေါင်းခြင်းဟာ3ညဒီဟာအပိတ်က3ညဆိုတော့ ညီတယ်ပေါ့ဗျာဆိုတော့ဒါဗရမကပ်ပေါ့ဗျာဒီ brain နဲ့ဘောတစ်လုံးကြာနေဘောကတပင်ကအပိတ်နဲ့ပေါင်းခြင်းဟာဒီကအပိတ်ပေါ့ဗျာဒါဗရမကပ်ဒုတိယကပ်က2019ခုနှစ်မှာပဲဒီ brain နဲ့အပင်ကြတော့အတူတူပဲဗျာအပင်ကြီးကြီးအတူတူပါပဲ 2019ခုနှစ်မှာပဲဒီမှာ9နဲ့6ပြိကတုံးပြိဒီမှာအပိတ်က4ဆိုတော့3ဆိုတော့ခွန်ပေါင်းချင်းခွန်ဆိုရင်ရောဒီမှာအပိတ်ကခွန်โอเคဒါဒုတိယမြောက်ကတတိယမြောက်ကမှာအပင်ရီဒူဒူမှာပါပဲ2020ခုနှစ်မှာအာခွန်နဲ့ငါပေါင်းချင်းပြိက4ဘိတ်ကခွန်ပေါင်းချင်းရတစ်ဖြစ်စင်ရောဒီမှာပဲတက်အပိတ်ကတက် ဒါတတိယမြောက်ကပ်ပေါ့ဗျာကျွန်တော်ရှီတော့မှဆိုလို့ဂရူဖိုင်ရှီတော့မှဆိုလို့ခရော့တော့ပဲပြောလိုက်မယ်ဗျာဒီကစတတတိယကစရုဒ္ဓကန်နေနဲ့ဒါဘင်းအဒူဒူမှာပဲတွေ့ရဲ့ဘင်းအဒူဒူမှာပဲဒီမှာ10နဲ့3မှာဘင်းအဒူဒူမှာပဲ၄ခွန်၈၈နဲ့ဒီမှာ၈နဲ့ဘရိတ်ကဘရိတ်ကတဲ့ဘိတ်က၈ဆိုခြင်းကြောင့်၈၈၈ပေါင်းခြင်းက9ဒီမှာတွေ့ရဲ့အောက်ကဆောင်ကအဘိတ်က9ဒါ စရိုဒါကစရိုဒါမြကျွန်တော်ဒီကတ်မှာဒီထွက်မဲ့ခြေရင်ကတ်မှာအမ်ဒီဟာ၈ဘိတ်ဆိုရင်ကြောင့်သူထက်ကပင်ဟာ၈ဘိတ်ဆိုရင်ကြောင့်အာ၈ဘိတ်ကိုဒီမှာဒီဟာ၃၃ဘိတ်နဲ့ညီရမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာဘရိတ်က၅ဘရိတ်ဖြစ်ရင်၅ဘရိတ်နဲ့ဒီဟာပေါင်းခြင်းဘရိတ်က၅ဖြစ်ရင်ဒီဘောရှင်းနဲ့ပေါင်းရတော့ ရှင်ငါဆိုတော့စတုံးပေါင်းခြင်းတုံးပေါင်းခြင်းတုံးဆိုခြင်းကြောင့်ဒီမှာအောက်မှာတုံးတုံးပိတ်ဒီတုံးပိတ်ဖြစ်ဖို့အတွက်ရှစ်ပိတ်ကိုငါးပိတ်နဲ့ပေါင်းလိုက်ရင်ဒါတုံးပိတ်ရိုက်ပေါ့ဗျာဒီမှာငါးပိတ်ငါးပိတ်ရရပေါ့ပရိလိုင်းဒါတော့ပရိလိုင်းပေါ့ဗျာအာရှင်းမယ်လို့ထင်ပါတယ်ဗျာကျွန်တော်နောက်တစ်ခေါက်ထပ်မပြတော့ပါဘူးပရိလိုင်းဒါပရိလိုင်းငါးပိတ်လိုင်းရပြီငါးပိတ်ရပြီ ငါဘရိတ်ဆိုတော့လုံးမိုင်ကကျွန်တော်နှစ်ဦးကနေပြီးတော့နှစ်ပင်ကြားတစ်ခါနှစ်ပင်ကြားတစ်ခါမှန်လာတာတွေကျွန်တော်ရင်ပြဦးပါတယ်ဒါလေးမှတ်ထားတဲ့လူတွေတော့အများအန်းလုံးမိုင်လေးတွေရကြမယ်ထင်ပါတယ်ကျွန်တော်ရင်တော့ပြဦးပါတယ်ဒီခါနှလုံးပေါင်းခြင်းခါနှလုံးပေါင်းခြင်းကအောက်ကတပည့်မှာအာလုံးမိုင်နေနဲ့ပြန်ချပြတော့ဗျာသူတော့နှလုံးနှလုံးနှလုံးမှာနှလုံးပါဗော။ မာတုံညာခွန်ပေါင်းချင်းခွန်ခွန်စွင်းကြောင့်ခွန်ရှစ်တဲ့ရှစ်ကိုခွန်ကိုတစ်ပေါင်းတော့ရှစ်အဲတော့ခွန်ရှစ်နှလုံးပေါ့ခွန်ရှစ်နှလုံးနဲ့လုံးပါပေါ့ဒီမှာတုံးခွန်ဆိုခြင်းကြောင့်ခွန်တစ်လုံးပါလေခွန်နှလုံး sorry အာတုံညာခွန်ပေါင်းချင်းခွန်ဆိုရင်ရောခွန်ရှစ်ဒီမှာခွန်နှလုံးပါကာတွေ့အောက်က2 အောက်ကပင်ချာမှာပဲခါနှလုံးပေါင်းခြင်းက6 6 6ဆိုရင်ကြောင်းပေါင်းခြင်း5ပေါင်းခြင်း5ဆိုတော့96 5ကိုတပေါင်းတော့96ပေါ့ဆိုတော့96တလုံးပါဆိုတော့ဒီမှာ6မှတလုံးဆွဲသွားရင်ဒီအောက်ကနှစ်ပင်ချာဒီမှာ2 8ပေါင်းခြင်း5 3ည3ည8 3ည8ညအဲမှာဒီမှာ3ညကိုဆွဲထားတယ်ဒီအောက်ကနှစ်ပင်ချာ၅ကိုဒီမှာပေါင်းခြင်း၄၄တော့၄၅ပေါ့၄၅နှလုံးဆွဲဒီမှာ၄ဆွဲထားတယ် အောက်ကနှစ်ပင်ကြာမှာသူ့ရဲ့အောက်ကနှစ်ပင်ကြာမှာ sorry လေးရတိုက်တိုက်ဒီမှာ၅လေးပေါင်းခြင်းကပေါင်းခြင်းက၄အေတော်၄၅၄၅လုံးဆွဲဆိုဒီမှာ၄၄၆ဆိုရင်ရောင်းဒီမှာ၄ခါနဲ့လုံးဆွဲခဲ့တယ်ဒီခါ2အောက်က2ပင်ကြာမှာ ခါနှလုံးပေါင်းခြင်းကနှစ်ခွန်နှစ်ငါဆိုတော့ခွန်ခွန်ဆိုတော့ခွန်ရှစ်တလုံးဆွဲပေါ့ဒီမှာရှစ်ရှောက်ငါဆိုတဲ့ကြောင့်ရှစ်တလုံးဆွဲခဲ့တယ်ဒူးအောက်ကနှစ်ပင်ကြာ3 5 6နဲ့6 4 6မှာဆိုရင်ကြောင့်မခန်းလုံးပေါင်းရင်5 4ဆိုတော့9 9ဆိုတော့9တုံညနှလုံးနဲ့တလုံးဆွဲဆိုတော့ဒီမှာ9ဆွဲခဲ့တယ်။ဒီအောက်ကနှစ်ပင်ကြာအခုထွက်မဲ့ခြင်း9 9ပေါင်းခြင်းက8ဆိုတော့8 9ပေါ့8 9တလုံးဆွဲ ရှစ်ကိုးလုံးစွဲဆိုတော့ရှစ်ကိုးဟာတစ်လုံးပါပေါ့ရှစ်ကိုးတစ်လုံးထိလုံးထိမယ်ငါပြေရပြီရှစ်ကိုးဟာတစ်လုံးထိပြီဆိုတော့ကျွန်တော်နောက်တစ်အလကကနောက်ထပ်လုံးမိုင်းလေးတစ်ခုရှိပါသေးတယ် နောက်ထပ်လုံးမိုင်းတွေကန2012ကဗျာ2012က2012စတုံးမှာသာချီလီရတဲ့ပုံစံလေးပါဒါ20ကြိမ်ဒါ20ပေါ့အရင်20ဒီမှာ19 2012ခုနှစ်က694ရေ995ရေမှာကိုခါနဲ့ကိုခါပေါင်းခြင်းဟာ ဒီထိတ်စည်းထိတ်စည်းနေခါနဲ့ပေါင်းခြင်းဟာသူ့အပေါ်ကတပင်ကခါခါရတယ်ဗျခါထိုင်ရတယ်ဗျဒီကခါတိုင်ကယောဂတပင်ကြာရှင်းနစ်ကကိုခါနဲ့ကိုဘိန်ကိုထောင်အထောင်နဲ့ပေါင်းခြင်းဟာရှိရတယ်မန္တန်ကြီးပေါ့ဒုတိယကကလည်းအတူတူပါပဲအာဒုတိယကတူတပင်ကြာမှာပဲဒီ19ချိန်ရခါ 20ကြိမ်ကထိပ်စီးနဲ့အရှိနှစ်ကဒါ20ကြိမ်ကခါနဲ့ပေါင်းခြင်းရတယ်ပဲတတုံးတတုံးဆိုတော့ပေါင်းခြင်းရဒီမှာ၄ဆိုတော့နောက်တစ်ခက်ဒါဒုတိယမြောက်ကတတိယမြောက်ကကခါက6ဆိုရင်ကြောင့်ဒီမှာခါနဲ့ထိပ်နဲ့ပေါင်းခြင်းက6သုဒ္ဓကအနေနဲ့ဒီမှာခါကဒုံညာဆိုရင်ကြောင့်ဒီမှာခါနဲ့ထိပ်စီးနဲ့ပေါင်းခြင်းကခွန်3ခွန်ဆိုတော့ဒီမှာ3ညာโอเคခုထွက်မဲ့အကြိမ်အတွက် ီမှာခါကကိုးဆိုရင်ကြောင်းပေါင်းချင်းကိုးရမှာဆိုရင်ကြောင်းဒီမှာခါက၄ဖြစ်နေပြီခါက၄ဖြစ်နေပြီဆိုတော့ထိတ်စည်းက၅ဖြစ်မှာပဲထိတ်စည်း၅ရမှာပဲပေါင်းချင်းက၉ဆိုရင်ကြောင်းဒီခါက၉ဖြစ်မှာ哦ဆိုတော့၅၄၅၄ပေါင်းချင်း၉မှာခါက၉ဆိုတော့၅ထိတ်စည်းပေါ့၅ထိတ်စည်းရတာလုံးပိုင်းပေါ့၅ထိတ်စည်းလုံးပိုင်းရဲ့၅ကထိတ်စည်း ငါးကထိတ်စီဆိုတော့ငါးရှိရေငါးကိုရေဆိုပြီးတော့အတွဲနှစ်ခုရတယ်အဲ့အတွဲနှစ်ခုတွေမှာကျွန်တော်တို့ဗရိတ်ငါးဖားမှဖြစ်နေတော့ဒါရှင်းငါးနှစ်ဆိုရင်လည်းဒါငါးဗရိတ်ငါးဗရိတ်ရတယ်ဒါငါးကိုတစ်ဆိုရင်လည်းဒါငါးဗရိတ်ရတယ်ငါးဗရိတ်ကတော့ဒါနှစ်ကွက်ရတော့ဗျာငါးရှင်းနှစ်နဲ့ငါးကိုတစ်ဆိုပြီးတော့နှစ်ကွက်ရတယ် ဘရိတ်လိုင်းဒါတော့ဘရိတ်လိုင်းနဲ့ချိန်လို့ဒါအတွဲနဲ့ပြီးရွဲနဲ့ညီးပြီးတော့ထိုးခြင်းဖြစ်ပါတယ်ဒါမိတ်ဆွေတို့အနေနဲ့ဘရိတ်လိုင်းကိုဝယ်ကြိုက်တယ်ဘရိတ်လိုင်းကိုဝယ်ယူလို့ရပါတယ်ဒါမှမဟုတ်ဘရိတ်လိုင်းကိုဒီမှာလုံးပိုင်းနေကျွန်တော်တို့ကျွန်တော်ကိုလိုဒီမှာလုံးပိုင်းနေပါရှိရဆိုရင်ဘရိတ်လိုင်းနဲ့ဒါကတ်ပြီးတော့ဒါထိုးလို့ရပါတယ်ဒီလိုမှမဟုတ်ဘရိတ်မကြိုက်ဘူးကိုတို့တွေ့ထားတဲ့ဘရိတ်လိုင်းလေးပါလေးရှိတယ်เนาะဆိုရင်လည်း အဲကျွန်တော်ကိုလည်းကြံပေးခဲ့ကြပါအောင်ကျွန်တော်ချက်ပေါက်မှလည်းလာပြီးတော့ပြန်လည်းဆွေးနွေးပေးကြပါအောင်ကျွန်တော်တော့ဒီနှစ်ကွက် free line လေးနဲ့ညီးပြီးတော့ဒါတွဲလုံးလေးနဲ့ညီးပြီးတော့ဒါပြန်လည်းပြားချင်းဖြစ်ပါတယ်ဒီမှာပြင်ဖြစ်ပါတယ်ဒါကျွန်တော်တို့တဲ့တည်တဲ့တွင်အများကြီးပါပါတယ်ဒါကျွန်တော်ချက်ပေါက်မှလည်းကျွန်တော်လာပြီးတော့ပြောပြလို့ရပါတယ်စင်ဒါကြိုက်တဲ့ဘိုင်းလေးမို့ ဒါတော့ပုံစံမျိုးမျိုးတော့ line နေတော့မျိုးမျိုးရှိတာဆိုတော့ကြိုက်တဲ့ line ကိုတော့တို့မှာဗျာဆင်ပြေ line ကိုတို့မှာကျွန်တော် ရှေ့မှာလဲရှေ့ကတည်းလဲတင်ထားပြီးတာရှိပါတယ်ရှေ့ကတင်ထားတဲ့ break line ကြိုက်တယ်ဆိုရင်လဲရှေ့ break line နဲ့အာဆင်ပြေလို့တုံးလို့ရပါတယ်ဒီနောက်က break line ကျွန်တော်အခုပြတဲ့၅ break နဲ့ကြိုက်တယ်ဆိုရင်လဲ၅ break နဲ့ဒါရှင်းပြီးတော့အာကိုကြီးတို့မှာရှိတယ်အကတ်တင်နဲ့ရှင်းတွဲပြီးတော့လဲတုံးလို့ရပါတယ်ဆိုတော့ ကံကောင်းကြပါသေးဗျာကျွန်တော်ညီကိုတွေကံကောင်းကြပါလိမ့်ပေါ့သီးဖြစ်ကြပါသေးဗျာဟုတ်ကဲ့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါဦးကျေးဇူးပါဗျာကံကောင်းကြပါသေး